သုံးနှစ်တိုင်တိုင်ယူကရိန်းဟာရုရှားရဲ့ကျူးကျော်မှုကိုတိုက်ထုတ်လာခဲ့ပါတယ်။ဒါပေမဲ့အခုတော့အမေရိကန်အောင်မမျှော်လင့်ထားတဲ့အခြားဆင့်မြေပြင်အစ်တစ်ခုပေါ်ပေါက်လာပြန်ပါပြီ။ဖင်လန်နိုင်ငံကရုရှားနဲ့နယ်နိမိတ်800မိုင်ထိထိစပ်နေတဲ့တိုင်းပြည်ပါ။ဒါပေမဲ့သူ့အနေနဲ့နှစ်ပေါင်းများစွာငြိမ်းချမ်းရေးအပေါ်ပဲအလေးထားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။အခုတော့အန်အားသင့်ကြအနေနဲ့သူ့ရဲ့အကြီးမားဆုံးစစ်ရေးကူညီကိုထုတ်ပေးလိုက်ပါပြီ။ ီလောက်ရကဥရောပကတော့အမေရိကန်ဘက်ကဘာဆုံးဖြတ်မှလဲဆိုတာမဆောင်တော့ပဲကိုလန်းကိုသွားတော့မယ်ဆိုတာမော်စကိုနဲ့ဝါရှင်တန်ကိုအရေးကြီးတဲ့သတင်းစကားတစ်ခုအနေနဲ့ပို့လိုက်သလိုပါပဲဒါဆိုရင်ဖင်လန်ရဲ့ဒီအကြီးမားဆုံးစစ်ရေးအထောက်ပံ့တွေမှာတကယ်ဘလို့အရာတွေပါဝင်နေလဲဘာကြောင့်အခုချိန်မှာဒီလောက်အရေးကြီးလာတာလဲဒီဟာတွေကယူကရိန်းရုရှားနဲ့နေတိုးတို့အတွက်ဘလို့တက်ရောက်မှုတွေထပ်ဖြစ်လာနိုင်မလဲဆိုတာတွေကိုဆွေးနွေးသွားပါမယ်ဒီသတင်းကို ဖင်လန်ကာဝေးဝင်ကြီးဌာနကထုတ်ပြန်ကြေညာချက်ကနေရခဲ့တာဖြစ်ပြီးနိုင်ငံတကာရုပ်မြင်သံကြားနဲ့ရေဒီယိုတွေမှာလည်းထုတ်လွှင့်ခဲ့ပါတယ်။ဒီကြေညာချက်အရဒီတစ်ခါပေးဖို့တဲ့စည်ရေးပစ္စည်းတွေဟာအရင်ကလှူဒန်းခဲ့တဲ့ဟာတွေနဲ့မတူဘူးလို့ဆိုပါတယ်။အရင်ကလှူဒန်းမှုတွေကိုထောက်ပံ့ပို့ဆောင်ရေးလို့ခေါ်ပါတယ်။ဒါကြောင့်ယူကရိန်းကိုဖင်လန်ကပေးခဲ့တဲ့စည်ရေးပစ္စည်းတွေထဲမှာအချို့ဟာဖင်လန်ရဲ့ကိုယ်ပိုင်လက်နက်တွေကတခုဖြစ်ခဲ့ပါတယ်။ဒါအပြင်ယူကရိန်းကိုပေးခဲ့တဲ့အချို့လှူဒန်းမှုတွေမှာ ဖင်လန်ကကိုရိုင်းထုတ်လုပ်တဲ့ပစ္စည်းတွေမပါခဲ့ဘူးလို့လည်းဆိုပါတယ်။အဲ့ဒီအစားယူကရိန်းကသူ့ရဲ့ကိုပိုင်လက်နက်တွေညာသောအဖြစ်ဆိုဗီယက်ခေတ်ကလက်နက်တွေတန်ချက်ကရင်တွေကြီးစံတွေနဲ့ဖင်လန်ကရတဲ့ပစ္စည်းတွေကိုသုံးခဲ့ပါတယ်။ဒီပစ္စည်းတွေဟာရှေ့တန်းစစ်သားတွေအတွက်အပိုဆောင်လေ့ကျင့်မှုနဲ့ထောက်ပံ့ရေးမလိုပဲဓာတ်ရိုက်အသုံးပြုနိုင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ဒီကြေညာချက်ကိုကြည့်ရင်ယူကရိန်းကိုလှူဒါန်းခဲ့တဲ့နောက်ဆုံးတုတ်တွေထဲမှာအချို့ပစ္စည်းတွေဟာဖင်လန်ရဲ့ ်စည်ရေးထုတ်လုပ်ငန်းထုတ်လုပ်သူတွေစီကတိုက်ရိုက်ရတာဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါဟာလက်ရှိစစ်ပွဲအတွက်တမကဖင်လန်အတွက်ပါတက်ရောက်မှုတွေရှိပါတယ်။ဖင်လန်ကအရင်ကထောက်ပံ့ပို့ဆောင်ရေးတွေပေးပို့ခဲ့တဲ့2022ခုနှစ်ယူကရိန်းစစ်ပွဲရဲ့ပထမနှစ်မှာအရေးပါခဲ့တာမလွဲပါဘူး။အဲ့ဒီအချိန်မှာယူကရိန်းရဲ့စစ်တပ်ဟာဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ကြံရစ်ခဲ့တဲ့လက်နက်တွေကိုပဲအထူးကသုံးနေရပါတယ်။ဒီလက်နက်တွေကိုယူကရိန်းကသူ့ဘာသာအဆင့်မြင့်တင်ပြီးခင်မီဒီဇိုင်းတွေနဲ့ပိုကိုက်နေအောင်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရဲ့လက်နက်တွေဟာဆိုဗီယက်ရဲ့လွှမ်းမိုးမှုအောက်မှာပဲရှိနေသေးပါဆိုဗီယက်နဲ့အနောက်နိုင်ငံတွေရဲ့စစ်ရေးပစ္စည်းတွေရဲ့ဒီဇိုင်းကွာခြားချက်တွေဟာအထူးသဖြင့်စစ်ရေးတိုက်ပွဲတွင်တူပုံရပေမဲ့လုံးဝကွဲပြားတဲ့အချက်တွေရှိနိုင်ပြီးသူတို့ရဲ့ရည်ရွယ်ချက်အကောင်းကျိုးနဲ့ဆိုးကျိုးတွေမတူကြပါဘူးဒါကြောင့်ယူကရိန်းစစ်တပ်ဟာအဓိကအဖြစ်ဒီလိုပစ္စည်းတွေနဲ့လေ့ကျင့်ထားပြီးစစ်မြေပြင်မှာသူတို့ရဲ့အသုံးဝင်ပုံနဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုပိုသိထားပါတယ်ဒီချက်ဟာနေတိုးနိုင်ငံတွေကဆိုဗီယက်တင်္ကာတွေ ဥပမာ T72 တွေကိုအများပြားလှူဒန်းခဲ့တဲ့အခါအသုံးတည့်ခဲ့ပါတယ်။ဒီတင်ကားတွေကိုခင်မီနီးပညာတွေ၊မှန်ဘလူးတွေ၊နီးဗျူဟာတွေနဲ့အသုံးပြုနိုင်အောင် ပြင်ဆင်ထားပါတယ်။ဒါကြောင့် NATO ကယူကရိန်းကိုအလားတူနီးပညာတွေပေးတဲ့အခါယူကရိန်းစစ်တပ်ကဒီပစ္စည်းတွေကိုစစ်မြေပြင်မှာအလွယ်တကူသုံးနိုင်ပြီးပိုမိုတိုးတက်လာတဲ့ပစ္စည်းတွေကိုအကျိုးရှိရှိအသုံးချနိုင်ခဲ့ပါတယ်။ဒီကနေ့မှာတော့လှူဒန်းမှုတွေရဲ့နောက်တစ်ဆင့်ကို ရောက်လာပါပြီ။ဥပမာ Patriot ဒုံးပစ်စနစ်တွေ F16 တိုက်လေယူနေတိုက်ခိုက်ရေးဒုံးကြီးတွေ M2 Bradley နဲ့ M1 Abrams တန်ကြပ်ကာယာဉ်တွေလိုပုံမှန်အဆင့်မြင့်တဲ့စနစ်တွေပါဒီလက်နက်နဲ့ပစ္စည်းတွေကိုအထူးကအားဖြင့် American ကပေးပို့ခဲ့ပြီးရုရှားရဲ့နည်းပညာအားသာချက်ကိုရှော့ချဖို့ရည်ရွယ်ခဲ့ပါတယ်အခုထိတော့ဒီနည်းပြူဟာကယူကရိန်းအတွက်အလွန်အကျိုးရှိခဲ့ပါတယ်ဆိုဗီယက်ခေတ်ကလက်နက်တွေနဲ့ပြန်လည်ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးယူကရိန်းစစ်တပ်ဟာရှုံးနိမ့်မယ်လို့ထင်ခဲ့တဲ့စစ်ပွဲကိုကြာရှည်တဲ့စစ်ပွဲဖြစ်ပြောင်းလဲပြီး အနိုင်ရဖို့ဒါမှမဟုတ်အကျိုးအမြတ်ရှိတဲ့အနေအထားမှာရပ်တည်နိုင်ခဲ့ပါတယ်။ဖင်လန်ကဒီတစ်ချိန်မှာဘာရီလှူဒန်းလဲဆိုတာအတိအကျမသိရသေးပါဘူး။အချောင်းကလောလောဆယ်ထိနိုင်ငံတိုင်းလိုလိုဟာသူတို့ရဲ့စည်ရေးပစ္စည်းလှူဒန်းမှုတွေရဲ့အသေးစိတ်ကိုလျှို့ဝှက်ထားလေးရှိပါတယ်။ဒါပေမဲ့ပစ္စည်းကစစ်ပွဲအတွက်အရန်ရေးပါတယ်ဟာဥပမာ2024ခုနှစ်ဇူလိုင်လမှာဥရောပနိုင်ငံတချို့ကလှူဒန်းခဲ့တဲ့ F16 တိုက်လေယာဉ်တွေလိုဖြစ်နေရင်တော့တော်တော်အထောက်အကူဖြစ်စေမှာပါ။ ဖင်လန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရဒီတစ်ခါပေးပို့တဲ့ပစ္စည်းတွေဟာလက်ရှိစစ်ပွဲအဆင့်အတွက်အလွန်အရေးကြီးတယ်လို့ယုံကြည်ရပါတယ်။ဒီပစ္စည်းတွေအားလုံးကိုထောက်ပံ့သူတွေစီကတိုက်ရိုက်မှာယူပြီးယူကရိန်းကိုတိုက်ရိုက်ဖို့မှာဖြစ်ပါတယ်။ဒါဟာပွင့်လင်းမြင်သာမှုကိုမြင့်တင်ပေးသလိုလက်နက်တွေရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုလည်းပိုကောင်းစေပါတယ်။ထုတ်လုပ်သူကယူကရိန်းအတွက်ရည်ရွယ်တဲ့လက်နက်တွေကိုထုတ်လုပ်ပေးတာကြောင့်ပစ္စည်းရဲ့အရေးသွေးနဲ့ပို့ဆောင်မှုကိုပိုထိန်းချုပ်နိုင်ပါတယ်။ဒါအပြင်ဒီလှူဒန်းမှုရဲ့ပိုအရေးကြီးတဲ့ကိစ္စက ယူကရိန်းဟာဖင်လန်စီကလက်တလောထုတ်လုပ်ထားတဲ့လက်နက်အစ်တွေကိုရရှိမဲ့အချက်ပါဒါကစစ်ပွဲအစောပိုင်းကာလမှာယူကရိန်းကိုအများပြားလှူဒန်းခဲ့တဲ့ဆိုဗီယက်ခေတ်ကပြန်လည်ပြင်ဆင်ထားတဲ့လက်နက်တွေနဲ့ဆက်ဆက်နေပါတယ်အဲ့ဒီလှူဒန်းမှုတွေကယူကရိန်းကိုစစ်မြေပြင်အတွင်းမှာလက်နက်တွေအမြန်ရရှိစေပြီးတိုက်ပွဲအတွက်အသင့်ပြင်ဆင်နိုင်စေခဲ့ပြီးမြင်ဒီပစ္စည်းတွေရဲ့အားနည်းချက်ကသူတို့ဟာပြန်လည်ပြင်ဆင်ထားတဲ့ဒုတိယလက်နက်တွေဖြစ်နေတာပါဒီလက်နက်တွေဟာသူတို့ရဲ့မူလနိုင်ငံတွေမှာသုံးဆွဲဖို့မသင့်တော်လို့ဖြတ်သိမ်းထားတဲ့ပစ္စည်းတွေဖြစ်နိုင်ပါတယ် ဥပမာအားဖြင့်ယူကရိန်းကိုလှူဒန်းဖို့တစ်နှစ်ကျော်ကြာခဲ့တဲ့ F16 တိုက်လေယာဉ်တွေကိုကြည့်ပါကရုရှားရဲ့ကောင်းကင်မှုတွေရှိခဲ့ပါတယ်။ရုရှားကဒီလေယာဉ်တွေဟာသူတို့ရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးအတွက်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုလို့စွပ်စွဲခဲ့ပါတယ်။ဒါကနောက်ထပ်နျူကလ িয়ার စစ်ပွဲချိန်ချောက်မှုတစ်ခုကိုဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့네덜란드နဲ့ဒိမတ်တို့ကပေးခဲ့တဲ့ F16 တိုက်လေယာဉ်တွေဟာအနားပေးဖို့စီစဉ်ထားတာပါဒီနိုင်ငံသုံးခုစလုံးမှာသူတို့ရဲ့လေယာဉ်တပ်တွေကိုခင့်မိအောင်အဆင့်မြင့်တင်ဖို့ စာချုပ်တွေမှာတော့လက်မှတ်ရေးထိုးပြီးသားဖြစ်တာကြောင့်ဒီလေရင်တွေကိုယူကရိန်းကိုလှူဒန်းတာဟာသူတို့ရဲ့ကုန်ကြစရိတ်အတော်လေးနှဲပါစေပါတယ်။အလားတူအခြေအနေကိုအမေရိကန်ထုတ်စစ်ရေးပစ္စည်းတွေမှာလည်းတွေ့နိုင်ပါတယ်။ဥပမာအားဖြင့် M1 Abrams တင့်ကားတွေကိုအပိုတန်ချက်ကားတွေဖြုတ်ပြီးအမေရိကန်ထုတ်လုပ်သူတွေကနိုင်ငံခြားကိုရောင်းချတဲ့ပို့ကုန် version ဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒါကတင့်ကားတွေရဲ့အကျန်းခံနိုင်စွမ်းကို theory အရနှဲစေပေမဲ့ European Council on Foreign Relations က ဒီပုတ်ကုံ version တင်ကားတွေဟာလက်ရှိရုရှားတင်ကားတွေထက်ကင်တွယ်နိုင်စွမ်းနဲ့လက်နက်တပ်ဆင်မှုမှာပိုကောင်းတယ်လို့ဆိုပါတယ်။နိုင်ငံများစုကခင်မီပစ္စည်းတွေကိုမပေးပို့ကြတဲ့အဓိကအကြောင်းရင်းတစ်ခုကရုရှားကဒီပစ္စည်းတွေကိုဖမ်းမိပြီးပြန်လုမှကိုကြောင်းနေကြတာပါ။ရုရှားစစ်တပ်ဟာအာဏာချက်တွေရှိပေမဲ့ပြီးခဲ့တဲ့လအနေငယ်တွင်ဒွန်ဘတ်ရှေ့တန်းမှာတိုးတက်မှုအနေငယ်ရှိခဲ့ပြီးယူကရိန်းကပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာ Krasnoyarsk မှာတင်ပိုက်ထားတဲ့နေမြေတစ်ဝက်ကိုပြန်လည်တင်ပိုက်နိုင်ခဲ့ပါတယ်။ ယ်မြင်တိုးတက်မှုမှာရှိနေတဲ့အနေထားကရှေ့တန်းတိုက်ပွဲတွေမှာပြင်းထန်စွာတိုက်ခိုက်နေရတာကိုညွှန်ပြနေပါတယ်။ဒါဟာရုရှားဘက်မှာပို့ပြီးတော့ထင်ရှားပါတယ်။အကြောင်းကသူတို့မှာကြည်ရင်အားနဲ့အသင့်ပြင်ဆင်မှုမှာတိတိတတ်တာတာလွန်နေလို့ပါ။ဒါကြောင့်ယူကရိန်းအနေနဲ့မြေပြင်အခြေပြုလူဒန်းမှုတွေကိုပုံမတိုက်ခိုက်ရေးဆန်ဆန်အသုံးပြုဖို့လိုအပ်လာပါတယ်။ဒါကြောင့်ယူကရိန်းရရှိတဲ့ပစ္စည်းအများစုဟာပိုဟောင်းနေတာကို နားလည်လို့ရပါတယ်။ ဒီပစ္စည်းတွေကိုနောက်ထပ်20နှစ်လောက်ခံအောင်သုံးဖို့ဘယ်သူမှလည်းမမျှော်လင့်ထားပါဘူး။ယူကရိန်းကိုလာမယ့်နှစ်တွင်စစ်ပွဲကနေဖြတ်သန်းနိုင်အောင်ကူညီပေးဖို့ပဲလိုပါတယ်။ဖင်လန်ကတော့လူဒန်းမှုမှာအတော်လေးထူးခြားနေပါတယ်။လက်တလောကြီးညာချက်ကဒေါ်လာတန်းနဲ့ချီတဲ့ယင်းနှိမ့်နှံမှုတွေကတခုဖြစ်တယ်လို့သိရပါတယ်။၂024ခုနှစ်မှာဖင်လန်နိုင်ငံဆိုင်ရာသတင်းတူအချို့ရှိခဲ့ပါတယ်။အထူးသဖြင့်ဖင်လန်ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းကိုစမ်းသပ်မှုအတွက်အဆင့်မြင့်လက်နက်တွေရဲ့ရှေ့ပြေးပုံစံပရိုတိုတိုက်တွေပေးပို့မယ်လို့ကြေညာခဲ့တာပါ။နေတိုးကယူကရိန်းကိုပြီးခဲ့တဲ့၃နှစ်တွင်ပေးပို့ခဲ့တဲ့ပစ္စည်းတွေဟာစစ်မြေပြင်မှာသူတို့ရဲ့ထိရောက်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရယူခဲ့ပူပါရယ်။ဤပညာအဆင့်တန်းနဲ့ခင်မီလက်နက်တွေကိုအသုံးပြုနိုင်တဲ့နိုင်ငံနှစ်ခုအကြားကြီးမားတဲ့စစ်ပွဲတွေဆယ်စုနှစ်တွေအတွင်းမဖြစ်ခဲ့ပါဘူး။ဒါပြင်ရုရှားဟာကမ္ဘာအဆင့်မီစည်ရေးပစ္စည်းတွေထုတ်လုပ်နိုင်တဲ့နိုင်ငံကြီးတစ်ခုဖြစ်ပြီး အထူးသဖြင့်ကြည်နဲ့လေကြောင်းကာဝေးစနစ်တွေမှာအကောင်းဆုံးဒီဇိုင်းတချို့ရှိနေတာကိုသိထားကြပါဗျ။ဒါကြောင့်လှူဒန်းမှုတွေဟာသူတို့ရဲ့မူလနိုင်ငံတွေကိုစီကိုဘလို့ပစ္စည်းတွေနဲ့နီးပြူဟာတွေကခင်မီစစ်တပ်နှစ်ခုအကြားစစ်ပွဲမှာအသုံးဝင်လဲဆိုတဲ့အချက်လက်တွေကိုပြန်လည်ပေးပို့နေရပါဗျ။အထူးသဖြင့်ဤပညာကိုပုံမအားထားလာတဲ့စစ်ပွဲတွေမှာဥပမာထောင်လိုင်းရေး drone တွေလိုမျိုးဤပညာတွေကိုအသုံးပြုတဲ့စစ်ပွဲတွေမှာဘာတွေကအသုံးဝင်လဲဆိုတာသိရှိလာကြပါတယ်။ အနောက်နိုင်ငံတွေရဲ့စည်ရေးကျွမ်းကျင်သူတွေသင်ကန်းသာရခဲ့တဲ့အရေးကြီးတဲ့အချက်တစ်ခုက ကြီကာကားတွေဟာအရင်ကထင်သလိုခေတ်နောက်ကျတာမဟုတ်ပဲပြောင်းလဲနေတယ်ဆိုတာပါရိုးရတန်ကြက်ကားတွေကနေကွေပြီးပြစ်ခတ်ဖို့အတွက်အရင်ပြင်ဆင်ရပါတယ်ပြီးရင်ရန်သူကပြစ်ခတ်တဲ့နေရာကိုရှာဖွေပြီးပြန်လည်တိုက်ခိုက်မလာရင်နေရာပြောင်းရပါတယ်အနောက်နိုင်ငံတွေကဒီထက်ပုံမထိရောက်တဲ့ပြစ်ပြီးပြည့်တဲ့နီးပြူဟွာကိုပိုနှစ်သက်လာကြပါတယ်ဒါကို Hemax တို့မဟုတ်ချီလင်တပ်သားတွေကိုထောက်ပံ့ပေးတဲ့ရင်တွေလို့ ပစ္စည်းတွေမှာအကောင်းဆုံးတွေ့နိုင်ပါတယ်။ပြစ်မှတ်ကိုပြစ်ပြီးတာနဲ့အမြန်နေရာပြောင်းနိုင်တဲ့စွမ်းရည်ဟာတန်ချက်ကာကျင်တွေရဲ့ရှင်သန်နိုင်စွမ်းနဲ့လှုပ်ဆောင်နိုင်စွမ်းကိုတိတိတသားတိုးမြင့်ပေးနိုင်ပါတယ်။ဒါပေမဲ့ဒီရှေ့ပြေးပုံစံ prototype တွေကဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီးအချက်အလက်တွေအတော်လေးနည်းနေသေးပါလောလောဆယ်အကောင်းဆုံးတဲလွန်စားတွေကိုဖင်လန်ရဲ့စည်ရေးလုပ်ငန်းတွေစီကနေရနိုင်ပါတယ်။ဖင်လန်ရဲ့စည်ရေးလုပ်ငန်းတွေထဲမှာအထူးသဖြင့် Patria လို့ခေါ်တဲ့လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကိုထောက်ပြရပါမယ်။ ပါထရီယာဟာဖင်လန်ရဲ့အကြီးဆုံးပြည်ရင်းလက်နက်ထုတ်လုပ်သူဖြစ်ပြီးအဓိကအဖြစ်ဖင်လန်အစိုးရကပိုင်ဆိုင်ကကျန်တဲ့49ရာခိုင်နှုန်းကိုနော်ဝေးကာကွယ်ရေးအုပ်စုတစ်ခုကပိုင်ဆိုင်ပါတယ်။ဒီကုမ္ပဏီဟာဖင်လန်နဲ့နိုင်ငံတကာကာကွယ်ရေးတပ်ဖွဲ့တွေကိုခင်ဗီစစ်ရေးစနစ်တွေပေးပို့ခဲ့ပြီးအချို့ကိုယူကရိန်းစစ်မြေပြင်မှာတပ်ဆင်အသုံးပြုခဲ့ပါတယ်။ဒီထဲကထင်ရှားတဲ့ဥပမာတစ်ခုက Patria AMV Armored Modular Vehicle ပါ။ဒါဟာဘိန်းရှစ်ဘိန်းပါတဲ့အခြေအနေမျိုးစုံအသုံးပြုနိုင်တဲ့ယာဉ်တစ်မျိုးဖြစ်ပြီး ဒီဇိုင်းရဲ့အဓိကအားသာချက်ကမတူညီတဲ့လက်နက်စနစ်တွေနဲ့ဤပညာတွေကိုပေါင်းစပ်အသုံးပြုနိုင်တဲ့ပြောင်းလဲပြင်လဲဖြစ်မှုပါ။ဒါကြောင့် AMV ကိုတန်ချက်ကလူတင်ရင်ခြေလျင်တသားထောက်ပံ့ရေးရင်ဒါမှမဟုတ်ဆေးဘက်ဆိုင်ရာတည်ယူပို့ဆောင်ရေးရင်အဖြစ်အသုံးပြုပါရစေ။ AMV မှာလည်းမတူညီတဲ့ဒီဇိုင်းတွေ ရှိပါတယ်။ဥပမာအမိန်ပေးရင်တည်ယူပို့ဆောင်ရေးအတွက်အသုံးပြုတဲ့မိုးခုံးပုံစံတွေဒါမှမဟုတ်ပုံမိုးလေးလံတဲ့လက်နက်တွေကိုတင်ဆက်တင်ဆင်ဖို့ဒီဇိုင်းထုတ်ထားတဲ့ပုံစံတွေပါဝင်ပါတယ်။ AMV မှာတန်ချက်ကာပြားတွေပါဝင်ပြီးယူကရိန်းနဲ့ရုရှားတပ်တွေမှာအသုံးပြုနေတဲ့ TM62 လို့ပုံမှန်တင့်ကားမိုင်းတွေကိုခံနိုင်ရည်ရှိအောင်ဒီဇိုင်းထုတ်ထားပါဗျ။ပိုလန်နိုင်ငံက AMV version တွေကိုဝယ်ယူပြီးပုံမိုလေးလံတဲ့တန်ချက်ကာအစားရေချောင်းသွာလာနိုင်စမ်းကိုဦးစားပေးတဲ့အနေနဲ့ပြင်ဆင်ထားပါဗျ။ AMV စနစ်အတွက်ဖြစ်နိုင်ခြေရှိတဲ့တိုးတက်မှုတစ်ခုကတုတ်တင့်ကားနဲ့ပတ်သက်တဲ့ပြဿနာတွေကနေပေါ်ထွက်လာပါဗျ။ပက်ထရီယာက155 mm တုတ်တင့်ကားတွေကို ထုတ်လုပ်ပါဗျ။ ဒါဟာတမနစ်ကို6ချက်ပြစ်နိုင်တဲ့အမြန်ပြစ်နှုန်းနဲ့ဒီဇယ်အင်ဂျင်တက်ဆင်ထားတဲ့တင်ကားပါ။စမ်းသပ်မှုတွေမှာ Patria Howitzer ကို Soviet T-55 တင်ကား60ပေါ်မှာတက်ဆင်ဖို့ကြိုးစားခဲ့ပေမဲ့ရလဒ်နေနဲ့တိကျမှုရော့ကြတာဝေးဝေးပြစ်တဲ့အခါမတည်ငြိမ်တာတွေကြုံတွေ့ခဲ့ရပါတယ်။ဖင်လန်က Patria ရဲ့155 mm Howitzer တွေကို Ukraine ကိုတရားဝင်မပေးပို့သေးပေမဲ့ Soviet design 2S3 152 mm M46 130mm howitzer တွေကို ပေးပို့ခဲ့ပါတယ်။ဒီဟောင်းနဲ့ပုံစံတွေဟာယူကရိန်းရဲ့လက်ရှိ howitzer အခြေခံအဆောက်တွေနဲ့ကိုက်ညီပါတယ်။ဖင်လန်ရဲ့ယူရဲချက်ကခေနောက်ကျနေတဲ့လက်နက်တွေကိုအဆင့်မြင့်နေပြီးပုံမှုခင့်မိတဲ့ပြည်ရင်းထုတ်လက်နက်တွေနဲ့အစားထိုးဖို့ကြိုးစားနေတာပါ။ဒါအပြင်နေတိုးရဲ့စံတတ်မှတ်ချက်ဖြစ်တဲ့155 mm howitzer စနစ်တွေနဲ့လိုင်ရုံးကြီးတွေဖြစ်အောင်ကြီထောက်ပတ်မှုကိုတေချာစေဖို့လည်းဖြစ်နိုင်ပါတယ်။2023ခုနှစ်ကဖင်လန်သတင်းဌာန YLE ရဲ့အစီရင်ခံစာတစ်ခုအရပက်ထရီယာကယူကရိန်းမှာ AMV အသစ်တွေကိုထုတ်လုပ်ဖို့စဉ်းစားနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာယူကရိန်းရဲ့ပြည်တွင်းထုတ်လုပ်နိုင်ငံကိုအသုံးချပြီးသဘောတူညီချက်တွေနဲ့ထုတ်လုပ်ဖို့ဖြစ်နိုင်ပါတယ်။ဒါက AMV တွေမှာယူကရိန်းဟာကောင်းမွန်စွာအလုပ်လုပ်နေတယ်ဆိုတာကိုညွှန်ပြနေပါတယ်။အထူးသဖြင့်သူတို့ရဲ့ပြောင်းလဲပြင်လဲဖြစ်တဲ့သဘောတဘာဝနဲ့ရုရှားတပ်တွေကိုခုခံနိုင်တဲ့ကိုမြင့်တင်ပေးနိုင်တဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။ ဖင်လန်ကယူကရိန်းအတွက်ဓာတ်ရိုက်လက်နက်နဲ့ပစ္စည်းတွေထုတ်လုပ်ဖို့ထုတ်လုပ်သူတွေကိုငွေကြေးထောက်ပံ့မယ်လို့ကြေညာထားတာကိုကြည့်ရင်ဒီ project နှစ်ခုဟာဆက်ဆက်နေနိုင်ပါတယ်။ဖင်လန်က AMV ခြားစစ်ကိုအခြေခံပြီး Patria ရဲ့ Howitzer စနစ်တွေကိုအသုံးပြုတဲ့ပြည်ရင်းထုတ်မောင်းသူမဲ့ Howitzer တွေထုတ်လုပ်ဖို့လည်းစဉ်းစားနေနိုင်ပါတယ်။ဒါကပြင်သစ်ရဲ့စီဇာလို tracker ပေါ်တက်ဆင်ထားတဲ့155 mm howitzer လို့ဖြစ်လာနိုင်ပါတယ်။ Patria ရဲ့ design ကစီဇာလို့ဖြစ်လာရင် AMV ရဲ့ပုံမကောင်းမွန်တဲ့တန်ချက်ကကာဝယ်မှုနဲ့ဘိန်းရှိဘိန်းခြားစစ်ကြောင့်ပုံမများပြားတဲ့ဝန်ဆောင်မှုတွေကိုတင်ဆောင်နိုင်လာပါလိမ့်မယ်။ပြင်သစ်ရဲ့စီတာဟာ American ထုတ် N109A6 Paladin နဲ့ British ရဲ့ M777 လို့ခြေလျင်ဟောက်ဝေဇာတွေထက်စစ်မြေပြင်မှာပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပါတယ်။ယူကရိန်းကိုလှူဒန်းခဲ့တဲ့ချီလီယန်ဟောက်ဝေဇာရဲ့သုံးပုံတစ်ပေါ်လောက်ဆုံးရှုံးခဲ့ပေမဲ့ဖြတ်စည်းခံရတဲ့ယူနစ်တွေကနည်းပါတယ်။ ဒါကဘိန်းတက်ဟာဝေဇာရဲ့အကျိုးကျေးဇူးကိုထင်ဟပ်စေပါတယ်အထူးသဖြင့်ရွေရှားနိုင်စွမ်းနဲ့ရှင်သန်နိုင်စွမ်းမှာတာလွန်ပါတယ်ဒါကတာလတ်နဲ့တာဝေးပြစ်တဲ့တိုက်ပွဲတွေမှာပြစ်ပြီးပြည့်တဲ့နီးပြူဟာရီရဲ့အရေးပါမှုကိုထောက်ပြပါတယ်ယူကရိန်းကိုပေးပို့ခဲ့တဲ့ပက်ထရီယာရဲ့နောက်ထပ်ယာဉ်တစ်မျိုးက Patria ABC Armored Personnel Carrier ပါ။ AMV နဲ့မတူပဲ Patria ABC ဟာဘိန်း6ဘိန်းပါတဲ့တန်ချက်ကပါပြီးခြေတောင်းသွားလာနိုင်တဲ့တည်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်ပါတယ်။ 2022ခုနှစ်ကစီရင်ခံတာတစ်ခုရ XA1I5 185 model အနည်းဆုံး20ကိုယူကရိန်းကိုနှစ်ကုန်ပိုင်းမှာပေးပို့ခဲ့ပြီဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။ AMV လိုပဲ XA180 နဲ့ XA185 model တွေမှာတက်ဆင်ပြီးသားလက်နက်တွေမပါဝင်ပေမဲ့စက်တနံသို့မဟုတ် auto howitzer တွေကိုတက်ဆင်နိုင်လေပတ်နိုင်တဲ့ howitzer platform ပါရှိပါတယ်။ဒါကြောင့် DM တွေကိုခြေလျင်တသားထောက်ပံ့ရေးရှင်အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ယူကရိန်းစစ်မြေပြင်မှာဒီရင်တွေရဲ့တိုက်ပွဲဆွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကရှားပါးနေသေးပါအစိုးရခံတာတချို့အရဒီရင်အနည်းဆုံးတရာစင်လောက်ဟာဖျက်ဆီးခံရတာစွန့်ပစ်ခံရတာဒါမှမဟုတ်ရုရှားတပ်တွေကသိမ်းပိုက်လိုက်တာတွေဖြစ်ခဲ့ပါတယ်ပက်ထရီယာရဲ့ HA series မှာတိုးတက်မှုတွေက HA 200 series မှာအောင်မြင်မှုတွေရခဲ့ပါတယ်ဒီ series မှာတန်ကြက်ကကာဝယ်မှုပုံမကောင်းမွန်လာပြီးမြေတောင်းသွားလာနိုင်စွမ်းကိုစွန့်လွတ်လိုက်ရပါတယ် ဒါကြောင့်ရေအနက်၅ဘီအထိပဲဖြတ်သန်းနိုင်ပါတယ် XA202 version ကိုဖင်လန်နဲ့ဆွီဒင်တို့ကဆက်သွယ်ရေးနဲ့ကုကွဲရေးလုပ်ငန်းတွေမှာအဓိကအသုံးပြုကြပါတယ်လက်တလုံးမှာ Patria က Tremos လို့ခေါ်တဲ့အစစ်မြင့်တင်ထားတဲ့ mobile 120 mm motor စနစ်ကိုမိတ်ဆက်ခဲ့ပါတယ် Tremos ဟာရိုးရာမော်တာတွေကိုပြောင်းလဲပြင်လဲတဲ့သေယူပို့ဆောင်ရေးယာဉ်ပေါ်မှာတက်ဆင်ထားပြီး၄ဘိန်း၆ဘိန်း၈ဘိန်းနဲ့ခြေလျင်ယာဉ်တွေပေါ်မှာပါတက်ဆင်နိုင်ပါတယ် ဒီမော်တာစနစ်ကိုနောက်ပြန်လှည့်အား short ချတဲ့စနစ်နဲ့ပုံမကောင်းမွန်အောင်ပြင်ဆင်ထားပါတယ်။ဒါကယင်ရဲ့တည်ငြိမ်မှုကို မြင့်တင်ပေးပြီးယင်ရဲ့ပျက်စီးမှုကို short ချပေးပါတယ်။ Tremors ရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုကမြန်မြန်ဆန်ဆန်တက်ဆင်နိုင်ကြမှာ။ဒါကြောင့်ပြစ်ခတ်ဖို့အတွက်10မိနစ်တွင်အသင့်ဖြစ်နိုင်ပြီးနောက်ဆုံးကြည်တန်ကိုပြစ်လိုက်ပြီးတာနဲ့ချက်ချင်းနေရာပြောင်းနိုင်ပါတယ်။ဒါဟာယူကရိန်းမှာသင်ကန်းလာရခဲ့တဲ့ရွေးရှားနိုင်ငံနဲ့မြန်မြန်ဆန်ဆန်နေရာပြောင်းနိုင်မှုတွေကိုထင်ဟပ်စေပါတယ်။ ါကြောင့်ဖင်လန်ကယူကရိန်းကိုအစ်စ်လက်နက်တွေပေးပို့နိုင်တဲ့အပြင်စစ်မြေပြင်မှာစမ်းသပ်ပြီးတိုးတက်အောင်ပြင်ဆင်ထားတဲ့အစစ်မြေဒီဇိုင်းတွေကိုပါပေးပို့နိုင်တဲ့အလားအလာရှိနေပါတယ်။ဒါကစစ်ပွဲအတွင်းမျှကြီးကိုဘယ်လိုတက်ရောက်မှုရှိသလဲဆိုတာကိုကြည့်မယ်ဆိုရင်အမေရိကန်ကယူကရိန်းကိုငွေကြေးနဲ့စစ်ရေးအကူအညီတွေရုပ်သိမ်းလိုက်တာကြောင့်ဒီလူဒန်းမှုတွေရဲ့တက်ရောက်မှုဟာစစ်ပွဲရဲ့နိုင်စွမ်းကြိယာအတိုင်းတစ်ခုထိညှော်နှဲသွားစေပါတယ်။တမနာထရန့်ရဲ့ကြီးညာချက်အရအမေရိကန်ဟာစစ်ရေးအကူအညီတွေကိုခဏညံ့ထားမယ်ဆိုတာကြောင့် ယူကရိန်းဟာလူဒန်းမှုတွေရဲ့တိတာထင်ရှားတဲ့အပိုင်းကိုဆုံးရှုံးသွားနိုင်ပါတယ်။ဒီလိုအခြေအနေမှာအမေရိကန်ဟာယူကရိန်းကိုမလိုလားအပ်တဲ့ငြိမ်းချမ်းရေးအခြေအနေတွေကိုလက်ခံဖို့ဖိအားပေးနေတယ်လို့ယူဆရပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ပွဲကိုဆုံးသတ်ဖို့ဟာထရမ့်ရဲ့ရွေးကောက်ပွဲကြေညာချက်တစ်ခုဖြစ်နေခဲ့လို့ပါ။သမရယာရုနဲ့နိုင်ငံသားရေးမူဝါဒတွေပြောင်းလဲသွားတဲ့အတွက်ဥရောပနိုင်ငံတွေဟာပုံမပန်ပိုးမှုတွေပေးပြီးယူကရိန်းကိုလှူဒန်းတဲ့တာဝေးလက်နက်တွေကို ရုရှားနယ်သမိတ်တွင်းမှာဘလို့အသုံးပြုတင်တယ်လဲဆိုတာကိုဆုံးဖြတ်ဖို့ဥဆောင်လာကြပါတယ်။ကာယဲအင်စတီကျူရဲ့လှူဒန်းမှုခြေရာခံစနစ်အရ2024ခုနှစ်အစုံးမှာဥရောပဟာအမေရိကန်ကိုကြော်တက်ပြီးအကြီးမားဆုံးလှူဒန်းသူဖြစ်လာခဲ့ပါတယ်။အမေရိကန်ရဲ့လှူဒန်းမှုတွေခဏယနာထားတဲ့အတွက်အထူးသဖြင့်ရုရှားနဲ့ယူကရိန်းနယ်စပ်နဲ့နီးတဲ့ဥရောပနိုင်ငံတွေဟာပုံမထိရောက်ပြီးခင့်မိတဲ့လှူဒန်းမှုတွေကိုပေးဖို့ပုံမအားစိတ်ထုတ်လာနိုင်ပါတယ်။ဒီလိုလုပ်ရတဲ့အကြောင်းရင်းကရှင်းပါတယ်။ ကိုကိုကိုကာဝယ်ဖို့ပါပဲရုရှားဟာနေတိုးကိုစစ်ကျင်ကြပြီးဥရောပကိုသိမ်းပိုက်ဖို့ဖြစ်နိုင်ခြင်းနဲပေမဲ့ရုရှားဟာနိုင်ငံရေးကိုစစ်မြေပြင်တစ်ခုလိုအသုံးချပြီးဥရောပနဲ့အမေရိကန်ကိုလွှမ်းမိုးဖို့ကြိုးစားနေတာကြောင့်ပါခရစ်မလင်ဟာအမေရိကန်ရွေးကောက်ပွဲတွေကိုဝင်ရောက်ဆွတ်ဖက်တယ်လို့မကြာခဏပြောဆိုခံရပြီး2025ခုနှစ်မှာရုရှားကနေတိုးကိုတိုက်ခိုက်နိုင်တယ်ဆိုရက်ဂျာမန်စီရင်ခံစာတစ်ခုကဒီစစ်ပွဲရဲ့ပထမဆင့်ဟာနိုင်ငံရေးသဘောတဘာဝရှိနိုင်တယ်လို့ဖော်ပြထားပါတယ် ်အမေရိကန်ကယူကရိန်းကိုအကူအညီတွေခဏညံလာလိုက်တာဟာအနီးနားကနိုင်ငံတွေကိုရုရှားစစ်ပွဲမှာအနိုင်ရသွားရင်ဘာဖြစ်လာနိုင်မလဲဆိုတာကဖင်လန်အတွက်ကတော့သူ့ကိုတောင်းဝင်ကြီးတဲ့အနေထားမှာရှိစီပါတယ်ဖင်လန်ဟာဝါဆော့ပတ်ဒါမှမဟုတ်ဆိုဗီယက်ယူနီယံရဲ့အပိုင်းမဟုတ်ပဲရုရှားရဲ့ယဉ်ကျေးမှုလွှမ်းမိုးမှုကိုတိတိတတ်တတ်မခံခဲ့ရပါဘူးဒါကြောင့်ဖင်လန်ဟာနေတိုးမှာမပိုင်ရင်ရုရှားကသိမ်းပိုက်ဖို့ဖြစ်နိုင်ခြေနေပါတယ်ယူကရိန်းလိုအနေထားမျိုးမှာမရှိပါဘူး ဖင်လန်ဟာဥရောပမှာရှိတဲ့နိုင်ငံတွေထဲမှာရုရှားနဲ့အရှိဆုံးနယ်နိမိတ်ချင်းထိစပ်နေပြီးနေတိုးနဲ့ရုရှားနယ်စပ်ရဲ့တဝက်ကျော်ကသူနဲ့ထိစပ်နေတဲ့နယ်နိမိတ်ပါ။ဒါ့အပြင်ဒုတိယကမ္ဘာစစ်အတွင်းမှာဖင်လန်နဲ့ရုရှားဟာစစ်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ပွဲအဆုံးမှာဖင်လန်ဟာသူ့ရဲ့နယ်မြေရဲ့စေဘုံတစ်ဘုံနဲ့အကြီးဆုံးမြို့တွေထဲကတစ်မြို့ဖြစ်တဲ့ဖီပော့ကိုဆုံးရှုံးခဲ့ရပါတယ်။မကြသေးခင်ကနှစ်တွေအတွင်းမှာရုရှားဟာဖင်လန်နယ်ဇက်ကိုဒုက္ခသည်တွေပို့ဖို့ကြိုးစားခဲ့ပြီး ခိုလုံခွင့်တောင်းခံခြင်းဆိုင်ရာစီးမြင့်တွေကိုလှစ်လျူရှုခဲ့တာကြောင့်ဖင်လန်နဲ့ရုရှားအကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။ဒါကြောင့်ဖင်လန်ဟာသူ့ရဲ့နေဆက်ဖြတ်ကျော်စခန်းတွေအများစုကိုပိတ်ခဲ့ရပါတယ်။ဖင်လန်ရဲ့လုံဆောင်ချက်တွေကိုကြည့်မယ်ဆိုရင်နေတိုးဟာအမေရိကန်ကအဓိကဥဆောင်သူမဟုတ်တော့တဲ့အခြေအနေမှာသူ့ကိုယ်သူမျှကျင်ကြီးဖို့ကြိုးစားနေတယ်လို့မြင်နိုင်ပါတယ်။အထူးသဖြင့်အမေရိကန်ကယူကရိန်းကိုငွေကြေးအကူအညီတွေခဏညံလာလိုက်တာဟာဂျာမနီပြင်သစ်အီတလီ ဒါမှမဟုတ်ပြည်တိန်လိုဥရောပရဲ့စီးပွားရေးအင်အားကြီးနိုင်ငံတွေကိုဥဆောင်နေရာယူပြီးဒီနိုင်ငံနှစ်ခုကြားပြည်ပခတွေကို ဖြည့်ဆင်းမှုအခွင့်အလန်းဖန်တီးပေးလိုက်တာပါ။ဒါပေမဲ့ယူကရိန်းကရုရှားရဲ့လက်နက်တွေထက်တာလွန်တဲ့ခေတ်မီလက်နက်တွေရရှိသွားနိုင်တဲ့အလားအလာဟာယူကရိန်းရဲ့ရှေ့တန်းတိုက်ပွဲတွေမှာလွန်ခဲ့တဲ့လတွေကလိုငြိမ်သက်နေမှာမဟုတ်ပဲပြောင်းလဲသွားနိုင်ပါတယ်။ဒီတစ်ခါတော့ Kax Thosit လိုမျိုးယူကရိန်းကသူ့ရဲ့အစ်စ်လက်နက်တွေကိုအသုံးပြုဖို့ပထမဆုံးလှုပ်ရှားလာနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။